ဆာမွေးလာစတာဆာမွေးလာစတာဆိုတော့ဟိုအာတီကိုမဟုတ်ဘူးအာတီရဲ့ပြိတ္တတွေစာဘလောက်ရလဲဆိုတော့မြင်ပေါ်ပါပါတယ်ဖက်ရှင်နဲ့ရဲကြုံနေလားမသိကိုယ့်ရဲ့ဖက်ရှင်ဆိုပြီးတော့အမိုင်စားမရှိပါဘူးဒါမဲ့လို့အားလုံးပေါ့အဲရန်ဝုဒ်ရန်ဝုဒ်တော်မယ်ရန်ဟော့တော်မယ်ဆိုပြီးတော့နှောက်နှောက်ချင်တာအာတီနဲ့လည်းအင်းတော့မက်ဆင်ပွဲမှာဇုံရဲဆိုပြီးတော့ပုံစုံပွားတယ်ကိုနောက်မှတက်တက်ကလေးပဲမဲ့လည်းအများကြီးသူ့ရဲ့စူးစမ်းထုံးကိုကိုကပြင်ပြီးလေးစားတာ ာဝဲလာစစ်တာစာဝဲလာစစ်တာဆိုတော့ဟိုအာဒီယိုမဟုတ်ဘူးအာဒီရဲ့ပြည်သက်တွေစာဘလောက်ရလဲဆိုတော့ဒီကုမောပေါ်ပါလိမ့်မယ်ဟုတ်လားနော်ကုမောပေါ်ပါလိမ့်မယ်ဟုတ်လားမြင်းပေါ်ပါပါရဲ့ဖက်ရှင်ရဲ့ဂျုံနေလားမသိဒီဖက်ရှင်ကတော့တပတ်စီအောင်ခံရရတယ်မော်လည်းကစားဖေးစွာတငယ်ချင်းတွေကိုပုံမှန်မျိုးကဖက်ရှင်ကတခါမှမကျင်ဘူးလေအဲဒါကြောင့်မဲ့ကိုကိုရဲ့ဖက်ရှင်ဆိုပြီးအမိုက်စားမရှိပါဘူးဒါပေမဲ့လို့အားလုံးကိုပေါ့အဲရန်ဝုဒ် ရန်ဝတ်တော့မယ်ရန်ဟော့တော့မယ်ဆိုပြီးတော့နှောက်နှောက်ချင်တာအာအနေဖက်ရှင်နေကျွန်းတော့မယ်ဆိုပြီးတော့ပြကျွန်းမဟုတ်ညနာရက်သားရည်တဲ့ဒီနေ့ရတယ်အာလို့မဟုတ်ပါဘူးကျွန်းပါအာဒီရဲ့တချင်းတွေဘယ်လိုမျိုးလဲလို့မျိုးလေးအော်အတိနေကတော့ဆယ်စုနှစ်ကျော်ပြီဆယ်စုနှစ်ကျော်တော့ပဲကားမလဲ2000သူစပြီးတော့အဲဒီလို music album မထွက်ခင်တည်းကသူတို့တစဉ်တော့အိမ်မှာပဲကိုယ်နေပြီးတဲ့အတုပ်စုံတို့ငပိထမင်းတို့စားနေကြ အတိနယ်လည်းအရင်တော့မက်ဆင်ပွဲမှာဇုံရဲဆိုပြီးတော့ပုံစုံပွားတယ်တော်တော်ကြာပြီအတိအတိရန်ကုန်ဆောက်ရောက်ခရရပေါ့နော်ဒါပေမဲ့နောက်ပိုင်းတော့ကိုကတော့သူ့ပြိသက်ပြဖြစ်သွားတာပေါ့ဆိုတော့ဟိုအများကြီးကိုကတော့သူ့ရဲ့စူးစမ်းအထုံးမှုကိုနောက်မှတက်တက်ကလေးပဲမဲ့လည်းအများကြီးသူ့ရဲ့စူးစမ်းအထုံးမှုကိုကပြင်ပြီးလေးစားတာပေါ့ဒီကိုနေလူတွေကအတိအချင်းနဲ့မပေးခဲ့ဘူးလို့ရောအတိအချင်းနဲ့ဘယ်လိုမှအအသေးမကွက်တက်ဘူးလေအမြဲပြောပါရဲ့ဟိုအဲ့လိုအသေးကွက်ပြောရင်လိန်ရကြမှာဆိုလို့မလိန်ဘူး အာတဲမကွဲတော့ဘူးကွာအဲ့လိုတွင်းင်းနဲ့ move on တက်တဲ့အချင်းရှိရောလေအဲ့လိုတွင်းင်းတွင်းင်းနဲ့ပဲအဲ့လိုပါဆိုအတိတ်ကကိုမမားဖို့ပဲလိုပါတယ်ကိုမမားဦးဆိုရင်တော့ငါ့ကိုဘာကြောင့်ထားခဲ့လဲဒီပိုင်းမရှိတော့ဘူးလေနော်ဟောကိုနဲ့တွေ့ခွင့်ရတာကသူ့အတွက်ကပြည့်ရှင်ခြင်းပါအဲကိုနဲ့လမ်းခွင့်ရခြင်းကတော့သူ့အတွက်ကတော့ဒုက္ခပေါ့အော်သူတို့ဒုက္ခကြာကွန်ဆမ်မခွက်တက်ဘူးလေနော်ကိုကအကောင်းဆုံးချစ်ပေးခဲ့ပြီပြရတယ်ဂျင်းနဲ့တဲ့သူတို့ကကြီးမားတဲ့ဆုံးဆုံးမှာ ဟုတ်ကြီးမားရဲ့ဆုံးရှုံးမှုလည်းဖြစ်နိုင်လို့ကြီးမားရဲ့လက်မြောက်ခြင်းလည်းဖြစ်နိုင်ပါတယ်။ကျေးဇူးတင်ချက်ဒီရဲ့ဒီမှာဘာလို့ပြောရမလဲ။အနေနဲ့ရှိနေတယ်ပေါ့။ဘယ်လိုမျိုးအကောင်းဆုံးပေးဆက်ခဲ့ရလဲ။ဒါလည်းပြောပြပါမယ်။ဘယ်လိုမျိုးအကောင်းဆုံးပေးဆက်ခဲ့လဲ။အာအဲ့လိုမဟုတ်ပါဘူး။ကိုယ့်အနေနဲ့ကိုပြောရတော့အကောင်းဆုံးလို့ကိုယ့်ကိုယ်ကိုပြောမှာပေါ့နော်။သူတို့ဘက်ကလည်းသူတို့ကသူတို့လည်းအကောင်းဆုံးပေးဆက်ခဲ့ရလဲဟုတ်မှာပေါ့နော်။အဲ့ဒါတယောက်နဲ့တယောက်နဲ့တိုင်းနဲ့ပေးရတော့မတူပါဘူး။အဓိကတော့အဲ့လိုတွဲတဲ့အချိန်မှာရိုးသားဖို့လိုတာပါပေါ့။ ားလို့မေးနေရလဲအခါကြီးနေပြီဟုတ်တယ်ချင်းလေးတို့ဝတ်ထားတာအခုကဟိုပစံမရှိရသေးဘူးအချင်းလေးကတရှင်းဟောင်းလေးပါပဲမျိုးကကျတော့လို့ပွဲတွေပါတိတ်ဆိုပြဘူးပေါ့နော်ဆိုပြတာမန်လေးမှာဆိုတာများရဲ့အဲ့ဒါလည်းတစ်စင်းရဲ့တရင်ကျူရဲ့နှစ်ကူးရဲ့ပဲဒီသုံးဘွဲပဲအဓိကဆိုပြတဲ့ခါကျတော့ပရိသတ်ကိုဟိုပြောစီချင်တာပေါ့နော်ကိုတချင်းတစ်တည်းရလည်းမပေါ့ဘူးလေမပေါ့တဲ့ခါကျတော့လည်းအဲ့လိုချင်းအဟောင်းကောင်းလေးတွေကိုဖြောပြစီချင်တာကိုကလည်းကိုကလည်းအနိုင်မဲ့လို့ချင်းများသူစီမှာတော့ပဲဆိုနေတဲ့ခါကျတော့ ောင်းနဲ့ကပြိတ္တသဘောကျမဲ့ခြင်းလေးကိုပြန်ဆိုခြင်းတဲ့သဘောပါပဲကျွန်တော်တော့ဟိုကျွန်내ဟိုလိုမျိုးပွဲရရှောက်မဆိုတဲ့အတွက်ကတော့တချင်းတော့ဟိုထွေလီကာလီတော့လုံးမို့မရှိဘူးဒါပေမဲ့တချင်းချင်းတဲ့အတွက်လုံးတော့လုံးပါ budget အခြေအနေရောက်ပါတော့ဒီဘက်ကတောက်ဆောင်တဲ့ပတ်စံနဲ့ပြပြထည့်နေရတော့မလာရတော့မကြိုက်ဘူးလို့တော့ဒီတစ်ပုတ်က music video မထွက်ခင်ကိုပဲသူက maximum 45လောက်ကပုံနေတာဟိုလိုမျိုးတချင်းလေးပြောသေးဦးလောလောဆယ်ပတ်စံမရှင်ရလေလို့အခုအတေးရတော့ဟိုကဖွင့်ပြချက်ရပြီတော့ တော့ဒီနေအောင်တာအတွက်တော့အဲ့လိုမျိုးအရင်အခုလိုပေါ့ဟိုဟာမဖြစ်ခင်စသကျွန်တော်လုပ်ပွားရတယ်။ဟိုကကျတော့တို့နောက်တက်တဲ့လူငယ်တွေကပို့ပြီးတော့ဟိုဘယ်လိုပေါ့မလဲ။မချင်းပိုင်းမဖြစ်ပါရဲ့ဖြစ်ပေါ့နော်။အကုန်လုံးကဟိုဖန်တီးနိုင်စွမ်းပို့ပြီးတော့ကိုရီးယားလိုင်းမမီလို့လောလောဆယ်တော့မလုပ်ခုသေးပါဘူးပေါ့။အော်အရင်ဝမ်းတာပါတယ်။သူ့ရဲ့ YouTube မှုသူ့ရဲ့စူးစမ်းအားထုတ်မှုသူ့ရဲ့ဇွဲလုံးလောက်ရိယာ အဲ့အရာတွေအကုန်လုံးသူပြင်ဆက်ခဲ့တဲ့အားတွေဒါကိုပြန်ခန်းစားရလို့ပဲထင်ပါတယ်ဟုတ်